မေတ္တာဓာတ်6မျိုးရအောင်ယူပြီးဘဝကိုနေထိုင်ပါတဲ့မေတ္တာဓာတ်ဘယ်နှမျိုးနံပါတ်1ကအရှိအယက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါအရှိအယက်ကမေတ္တာဓာတ်ကိုရအောင်ယူရအရှိအယက်ကမေတ္တာဆိုတာဘာကိုညီညွတ်တာလဲလို့ပြောရင်မိဘရဲ့မေတ္တာတဲ့ပြောကြည့်ပါမိဘရဲ့မေတ္တာကိုကသာသမီဖြစ်နေရင်မိဘရဲ့မေတ္တာခန်းချောက်မသွားဘူးလို့တယ် မေတ္တာမိဘရဲ့မေတ္တာတွေစီစင်ဖို့ကိုယ်စီကိုမေတ္တာတတ်တယ်ဝင်နေဖို့လိုသလားမလိုဘူးလားလိုတယ်ငါသားလေးကြီးပွားပါစေချမ်းသာပါစေငါသမီးလေးကြီးပွားပါစေချမ်းသာပါစေဒီလိုလိမ်မာတဲ့သားလေးတွေသမီးလေးတွေဆင်းရဲဒုက္ခလွတ်ကြပါစေဆိုတဲ့မိဘရဲ့မေတ္တာတတ်တို့သူတော်စင်တို့မှာလိုသလားမလိုဘူးလားလိုတယ်မိဘနဲ့အစင်မပြေတဲ့သားသမီးကလည်းရှေ့ရောက်ကိုလွယ်ရလားမလွယ်ဘူးကျုပ်မိဘကိုပြန်ပြောတာမျိုးမိဘနဲ့ပြဿနာတက်တာမျိုးမိဘနဲ့ စကားမပြောနိုင်မခေါ်နိုင်ဖြစ်တာမျိုးဒါမျိုးတွေမရှိဘူးလားအေးအဲ့ဒါကြောင့်မို့ဟန်နေမန်နေမလုတ်ဖဲနဲ့ကိုမိဘနဲ့ပတ်သက်ပြီးတက်နေတယ်မရမိဘရဲ့မေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါမိဘရဲ့မေတ္တာဓာတ်ကိုရအောင်ယူရနောက်နံပါတ်2ကကျတော့တောင်အရက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါတောင်ရက်ကမေတ္တာဓာတ်ကိုရအောင်ယူရတောင်ရက်ကမေတ္တာဆိုတော့ဘုစုမေတ္တာလေလို့ပြန်ဆရာသမားရဲ့မေတ္တာ ဘုဇုရဲ့မေတ္တာဆရာသမားရဲ့မေတ္တာအေးဒီနေရာမှာတပည့်နဲ့ဆရာနဲ့ဆရာနဲ့တပည့်နဲ့ဖြစ်နေရင်လေအပြန်မြန်အလန်လန်မေတ္တာဓာတ်တွေလိုသလားမလိုဘူးလားလိုတယ်အေးကိုကတပည့်ဖြစ်နေရင်ဆရာမေတ္တာကိုရရမယ်အင်းကိုကိုယ်တိုင်ကဆရာဖြစ်နေရင်လေဘုဇုမေတ္တာရရတပည့်ရဲ့မေတ္တာကိုရဖို့လိုသလားမလိုဘူးလားအင်းအဲ့ဒါကြောင့်မို့ဆရာနဲ့တပည့်နဲ့အပိုင်းကလည်းပဲမေတ္တာရှိမှုမရှိမှုပါ တခုခုဖြစ်ရင်ပို့ပြီးတော့သိတာလေဥပမာအဖြစ်ဥစဉ်တို့ခုဘုန်းကြီးเจ้าနေနေကြတယ်ဆရာနဲ့တပြည့်နေကြတယ်ရာချီပြီးတော့တန်ခါရှိတာမှန်တယ်ပေါ့ဒါပေမဲ့အဲ့ဒီထဲမှာကို့အပေါ်မှာမေတ္တာရှိသူမရှိသူကြွားသွားတာမရှိဘူးလားအင်းကို့ဘက်ကတော့ဒါပေမဲ့သူတို့ဘက်ကမေတ္တာဘလို့ပဲထားထားဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကတော့မေတ္တာကိုအားလုံးငယ်ငယ်ကြီးကြီးမခွဲ အလုံးပေါ်မှာတပြေးတည်းထားကြရတာမရှိဘူးလားဆရာမယန္တုဆိုတာရှိရဲ့လားမရှိဘူးဘယ်တပြေးကတော့ဘလို့ဖြစ်လို့ဘာဖြစ်တယ်ဆိုတာမရှိဘူးအလုံးကိုကောင်းစေခြင်းနဲ့မေတ္တာအစစ်အမှန်နဲ့ထားကြရတာမရှိဘူးလားရှိအဲ့ဒါကြောင့်မို့တပြေးဖြစ်ရင်လည်းကြီးပွားခြင်းရင်ဆရာမေတ္တာရအောင်ယူရမယ်တဲ့ဘာမေတ္တာဟဲအဲ့ဒါကြောင့်တောင်ရက်ကမေတ္တာတဲ့ဆိုတာဆရာရဲ့မေတ္တာတဲ့ဘာရဲ့မေတ္တာ ဆရာရဲ့မေတ္တာကဲဘယ်နှမျိုးရနှမျိုးရမိဘရဲ့မေတ္တာရဲ့ဆရာသမားရဲ့မေတ္တာကဲနောက်တစ်ခုကအနောက်ရက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါအနောက်ရက်ကမေတ္တာဓာတ်ကိုရအောင်ယူရအေးအနောက်ရက်ကမေတ္တာဓာတ်ဆိုတာကြတော့ဘာကိုရင်ညွန့်တာလဲလို့ပြောရင်နော်ဟိုသာမယရဲ့မေတ္တာကိုယူရမယ်တဲ့။ဗါတယ်လေ။သာမယရဲ့မေတ္တာကိုရအောင်ယူရ တို့သူတော်စင်များမိသားစုအဖြစ်နဲ့တိဆောက်ထားရင်လင်းရမရရဲ့ဖွဲ့စည်းထားတဲ့မိသားစုလေးမရှိဘူးလားရှိအဲ့ဒါဆိုရင်နှစ်ယောက်လုံးကမေတ္တာတဲ့အပြန်လန်ပေးနေဖို့လိုတယ်လင်းယောက်ျားကလည်းဇနီးမယားကိုမေတ္တာပေးဖို့ဇနီးမယားကလည်းလင်းယောက်ျားကိုမေတ္တာပေးဖို့လိုသလားမလိုဘူးလားလိုတယ်အဲအဲ့ဒါကိုလေတို့သူတော်စင်များအကျေနော်အဲဦးဇင်းတို့ဟောပြောပြသပေးထားတာရှိတယ်အဲ့ဒီကဏ္ဍတွေလည်းပဲအဲတရားတွေနော် အဲလင်နဲ့မယားမယားနဲ့လင်ဆိုပြီးတော့เนาะဟောထားတာရှိ အကုန်အစုံရှိတယ်เนาะဒီဘက်ကမိဘနဲ့သာသမီလည်းပဲဟောထားတာရှိတယ်မိဘနဲ့သာသမီသာသမီနဲ့မိဘဆရာနဲ့တပည့်တပည့်နဲ့ဆရာဒါခွတ်ထွက်ပြီးသားတွေရှိတယ်မိမိနဲ့မိတ်ဆွေမိတ်ဆွေနဲ့မိမိဆိုပြီးတော့နောက်ထပ်မြောက်အရက်တော့ကကြတော့မိတ်ဆွေကိုယဉ်ညွန်းတာဘာကိုယဉ်ညွန်းတာမိတ်ဆွေကိုယဉ်ညွန်းတာမိတ်ဆွေတယောက်ပေါ်မှာထားရမယ့်စိတ်တဲ့ ကိုကမိတ်ဆွေပေါ်မှာဘာတွေလုပ်ပေးရမလဲအဲ့ဒီကိုလုပ်ပေးတဲ့မိတ်ဆွေကလည်းကို့ဘော်ကိုဘာပြန်လုပ်ပေးရမလဲဆိုတာကိုလည်းအကျေဟောထားတာတွေရှိတယ်အဲ့ဒီမိတ်ဆွေရဲ့မေတ္တာကိုလည်းရအောင်ယူဖို့လိုသလားမလိုဘူးလားလို့တဲ့အဲ့ဒါကြောင့်မို့မြောက်ရက်ကမေတ္တာဓာတ်ဆိုတာမိတ်ဆွေရဲ့မေတ္တာတဲ့ဘာရဲ့မေတ္တာမိတ်ဆွေရဲ့မေတ္တာကဲဘယ်နှမျိုးရနော်မိဘရဲ့မေတ္တာဆရာသမားရဲ့မေတ္တာ သမယရဲ့မေတ္တာမိတ်ဆွေရဲ့မေတ္တာကဲနောက်တစ်ခုကကြတော့အောက်အရက်ကမေတ္တာတဲ့တဲ့ပြောကြည့်ပါအောင်အောက်ရက်ကမေတ္တာတဲ့အောက်ရက်ကမေတ္တာတဲ့ကိုလည်းရအောင်ယူရမယ်အောက်ရက်ကမေတ္တာတဲ့ဆိုတော့ဘာကိုဆိုလိုတာလဲလို့ပြောရင်လက်အောက်ငယ်သားရဲ့မေတ္တာတဲ့ပြောကြည့်ပါအောင်လက်အောက်ငယ်သားရဲ့မေတ္တာတို့သူတော်စင်များလုပ်ငန်းကြီးကြီးမားမားလုပ်လာရင်ကို့မှာလက်အောက်ငယ်သားအလုပ်သမားတို့ဒါမျိုးတွေမရှိဘူးလားရှိတယ် အဲ့လိုမျိုးရှိရင်ကိုကအလုရှင်နဲ့အလုသမားဖြစ်နေရင်လေအဲအလုရှင်ကနေအလုသမားပေါ်မှာလှုပ်ပေးရမယ်တောင်းဝတရားတွေရှိတယ်ဒီတိုင်းပဲဒုသူရောစင်မြာအလုသမားကလည်းအလုရှင်ပေါ်မှာပြုတ်လှုပ်ပေးရမယ်တောင်းဝတရားတွေမရှိဘူးလားရှိအေးအဲ့ဒီတောင်းဝတရားတွေကြည်ပြွန်နေတယ်ဆိုရင်လည်းပဲအဲ့ဒီပုံကိုယ်တွေကပို့ပြီးတော့ကြီးဝါမှုတိုးတက်မှုအောင်မြင်မှုတွေရတယ်တဲ့ကဲစုပေါင်းရင်ဘယ်နှမျိုးရ၅မျိုးရ ကဲနောက်ဆုံးတစ်မျိုးကတော့အထက်ရက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါဦးအေးအထက်ရက်ကမေတ္တာဓာတ်ဆိုတော့ဘာရဲ့မေတ္တာတော့ဆိုရတနာ၃ပါးရဲ့မေတ္တာတဲ့ဗါတယ်လေရတနာ၃ပါးရဲ့မေတ္တာဖရာရဲ့မေတ္တာတရားရဲ့မေတ္တာတန်ဃာရဲ့မေတ္တာလို့သလားမလို့လားလို့တယ်အဲ့ဒီရတနာ၃ပါးရဲ့မေတ္တာကိုရအောင်ယူရမယ်တဲ့အဲ့ဒါကြောင့်မို့ စုပေါင်းရင်လောကသားတယောက်ကြီးပွားခြင်းတိုးတက်ခြင်းအဲ့ဒီမေတ္တာဓာတ်6မျိုးရအောင်ယူပါတဲ့ဘယ်နှမျိုးအရှိရကမေတ္တာဓာတ်ဆိုတာဘာကိုညွှန်းတာတောင်ရကမေတ္တာဓာတ်ဆိုတာအနောက်ရကမေတ္တာဓာတ်ဆိုတာမြောက်ရကမေတ္တာဓာတ်ဆိုတာအောက်ရကမေတ္တာဓာတ်ဆိုတာအထက်ရကမေတ္တာဆိုတာ င်အဲ့ဒါကြောင့်မို့ကိုကအလေကောင်းမှနေပြီးတော့နဗီးပပတ်လေကမေတ္တာတွေကိုကိုလွှမ်းခြုံထားဖို့လိုသလားမလိုဘူးလားကိုကအလေကနေအရှိဆိုရင်မိဘရဲ့မေတ္တာက အပြည့်တောင်ဘက်ဆိုရင်ဆရာသမားရဲ့မေတ္တာက အပြည့်အနောက်ဆိုရင် သာမယရဲ့မေတ္တာက အပြည့်မြောက်ဆိုရင် မိတ်ဆွေရဲ့မေတ္တာကအပြည့်အောက်ရဲ့ဆိုရင်မြသားရဲ့မေတ္တာကအပြည့်အထက်ဆိုရင် ကိုကဘယ်မှာရှိတာအလင်းမှာရှိပြီတော့မေတ္တာတွေပပလဲပေးနေတာမရှိဘူးလားအေးလောကမှာကြီးပွားခြင်းတိုးတက်ခြင်းချမ်းသာခြင်းဘဝလေးကိုတတ်တတ်ပြတ်ပြတ်နဲ့ကိုယ်ဘဝလေးကိုကြီးပွားတိုးတက်မှုတည်တည်ငြိမ်ငြိမ်နဲ့ကြီးပွားတိုးတက်အောင်မြင်မြင်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီမေတ္တာထက်6မျိုးကိုရအောင်ယူရမယ်တဲ့တို့သူတော်စင်များမှတ်သားထားဖို့လိုသလားမလိုဘူးလားလိုတယ် ေမှတ်သားထားပြီးရင်နောက်ကဘာလုပ်ရလိုက်နာကျင့်သုံးမှုလုပ်ဖို့လိုတာပေါ့ဟုတ်တယ်မလားအေးလိုက်နာကျင့်သုံးရမယ်တက်နိုင်သမျှလိုက်နာကျင့်သုံးရင်အဲ့ဒီပုဂ္ဂိုလ်ကတဖြည်းဖြည်းနဲ့ကြီးပွားတိုးတက်လာမှာသိကြတယ်ဟုတ်တယ်မလား